ရှုံးခဲ့ပေမဲ့လည်းမျက်နှာမငယ်ရတာကြောင့်ပရိသတ်ရဲ့အချစ်ကိုရရှိခဲ့တဲ့ slime ထန်ခွေးရှင်ပရိသတ်များရှင် slime ထန်ခွေးရှိုင်းကတော့မျိုးဆက်တဲ့မြမလေးရီးစဉ်မြမလဝိဖိုင်တာကစားသမားတယောက်ဆိုရင်လည်းမမားပါဘူး slime ကအပိုစကားတွေမပြောဘဲလုံရင်နဲ့သာတည်တည်ပြတတ်တဲ့သူတယောက်ဖြစ်ပါတယ် slime ကပြီးခဲ့တဲ့ရက်မှာလဲထိုင်းနိုင်ငံလွန်မီနီကွင်းမှာကျင်းပတဲ့1 championship ပွဲစဉ်မှာဒုခောင်တွဲဆိုင်အနေနဲ့ ပွဲကြီးပွဲကောင်းတစ်ခုကိုရှင်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။အနိုင်ရဖို့အတွက်ဆရာထက်ထန်ခဲ့တယ်လို့လုံနိုင်နိုင်မယ်လို့လည်းယုံကြည်ခဲ့ပါတယ်။သူဘက်ကနေလည်းတစ်ဖက်ကပြိုင်ဘက်ရဲ့ပြိုင်ပွဲကိုလိလာပြီးတော့တေချာပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ကောင်တာကိုတေချာပြင်ဆင်ခဲ့ပေမဲ့လည်းစင်ပေါ်ရောက်တဲ့အချိန်မှာသူမလိုက်လာတဲ့အတွက်ကို ကောင်တာနဲ့မကစားခဲ့ရဘူးလို့လည်းသိရတာဖြစ်ပါတယ်။ စိတ်ကပါအဆင်မပြေဖြစ်သွားပြီးတော့ထိုးတဲ့အချိန်မှာလိုအပ်ချက်တွေရှိသွားတယ်လို့သိရပါဗျ။ဒါကြောင့်မို့လဲ slide က အရှုံးနဲ့ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်ဒါပေမဲ့ဘာမှမစိုးစားဘဲနဲ့အရှုံးပေးခဲ့တာမျိုးမဟုတ်ပါဘူးပြိုင်ဘက်ဖိုင်တာဆောင်းချွိုင်းနွိုင်ကိုကွဲပြောင်းတီးထုတ်နိုင်ခဲ့ပါသေးတယ်ဆောင်းချွိုင်းနွိုင်ကလည်းတော်တော်လေးကိုအထိနာနေခဲ့တာပရိသတ်တွေလည်းမြင်တွေ့ခဲ့ရမှာပါပွဲကိုအပြည့်ဖြတ်မှရမယ်ဆိုတဲ့ slide ရဲ့နိုင်ကျင်သောအရှိန်အမားနဲ့အတူဆောင်းချွိုင်းနွိုင်ရဲ့လက်သီးနဲ့မိတဲ့အချိန်မှာ slide ကမူးဝေသွားခဲ့တာဖြစ်ပါတယ်မူးဝေနေတဲ့အချိန်မှာအာရော့ပြီးတော့အရှုံးပေးချင်လောက်အောင်ထိဖြစ်ခဲ့တာပါဒါပေ မဲ့လဲ slide ကအသီးနဲ့တတိကပ်ပြီးတော့လုံဝကိုအရှုံးမပေးဘဲနဲ့ရအောင်အားတင်းခံခဲ့တာဖြစ်ပါတယ်။တကယ်လို့သာ အရှုံးပေးလိုက်ရင်မအားတဲ့ဂျားကလာပြီးတော့အားပေးတဲ့ရွှေမြမာပရိသတ်တွေအတွက်တာဝန်မကြီးမအိုးစိုးရင်အောင်ဖြစ်ပါတယ်။ပရိသတ်တွေကတခဲနဲ့လာအားပေးတာမို့ slide ကလည်းအားအယံဖြစ်ရပါတယ်။ဒါကြောင့်မို့ပရိသတ်တွေအတွက်အားတင်းရမယ်ဆိုပြီးတော့မရရအောင်လဲသူကတင်းခံထားခဲ့တာပဲဖြစ်ပါတယ်။ slide ကအားတင်းပြီးတော့တစ်ဖက်ပြန်ဘက်ကိုအတင်းဇွတ်လိုက်ပါတယ်။ ဒုတိယအခြေအနေကဆိုရင်အမောင်ကြောက်သလိုတောင်ဖြစ်နေတာပါ။ဒါပေမဲ့လည်းရအောင်လုပ်ခဲ့ပြီးတော့အတင်းလိုက်ရင်းနဲ့ပဲပွဲဝင်မြိုင်အောင်လုပ်ခဲ့တာဖြစ်ပါတယ်။ပွဲရလေဒီကေကိုမြိုင်ဆိုင်လာခဲ့ပြီးတော့ slime ကိုပရိသတ်တီက ခြေနဲ့အားရနေကြတာဖြစ်ပါတယ်။ slime ကတကယ်စားပြင်းတဲ့သူတယောက်ဖြစ်တဲ့အတွက်နောင်မှာအောင်မြင်လာမယ့်သူတယောက်ဖြစ်မယ်လို့ယုံကြည်နေကြတာပါ။ slime ကဆရာသင်ပေးတာကိုလည်းသေချာမှတ်သားထားပါတယ်။ပွဲထိုးနေတဲ့အချိန်မှာတော့မူးဝေသွားပြီးတော့မိလဲမလို့ကိုဖြစ်သွားခဲ့တာပါ။မူးဝေသွားတဲ့အချိန်မှာတော့ဆရာပြောခဲ့တာကိုပြန်ပြီးတော့အမှန်ရကစိတ်ကိုတင်းပြီးတော့မူးတာကိုပြောက်အောင်လုပ်ခဲ့ပါတယ်။ဆရာကမူးတဲ့အချိန်မှာဂျိုးတန်းကိုဆွဲပြီးတော့အာယူရမယ်လို့ပြောတဲ့အတွက် ကျိုးတန်းကိုဆွဲပြီးတော့မူဝေရာပြောက်အောင်ခေါင်းကိုခါရန်ပြီးတော့အားတင်းပြီးတော့အမှုဖြေခဲ့ပါတယ်။ slide ကအတင်ပြသမျှကိုတေချာမှတ်ထားတဲ့အတွက်ဆရာကလည်းဝမ်းသာနေတာဖြစ်ပါတယ်။ slide ကညံ့လို့ဒီပွဲကိုရှုံးသွားတာမဟုတ်ပါဘူး။အရှုံးမခံပဲမြန်မာဆိုတာဘလောက်မှားတယ်လဲဆိုတာကိုစ조사ပြသပြီးတော့အကောင်းဆုံးစ조사ပြသွားတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လဲလူအများက slide ကိုအပိယဂျုံနဲ့နေပြီးတော့ချီးကျူးနေကြတာဖြစ်ပါတယ်။ slide ကစကားပြောလဲအရင်ကိုပြတ်သားတဲ့သူတယောက်ပါ။စကားကိုပို့လို့ မပြောဘဲသူလုံးစရာရှိတာကိုဒါအာယုံဆိုင်ပြီးတော့လုပ်နေတာဖြစ်ပါတယ်ပရိသတ်တွေကသူ့ကိုနိုင်ဝဲတာမြင်ချင်တာမို့နိုင်အောင်လေသူ့ဘက်ကနေစူးစမ်းသွားအောင်မှာဖြစ်ပါတယ်။နောက်ထပ်ထပ်ပြန်ရမယ့်ပွဲတွေအတွက် slide ကတေချာကိုပြင်ဆင်နေဖို့အစီအစဉ်ရှိနေပါတယ်။အခုချိန်ထိတော့ slide က သူကိုယ်သူလုံးဝအာမရပါဘူးလိုအပ်ချက်တွေအများကြီးရှိနေရလို့သာယူဆပြီးတော့လုံးချင်စိတ်တွေများနေတာဖြစ်ပါတယ်တကယ်ဆိုရင်အလုံးမအားတဲ့ဇာတ်ရည်ကနေပြီးတော့မယားမကလာပြီးတော့အားပေးတဲ့ပရိသတ်တွေအတွက်တာဝန်ကျေကျင်တာဖြစ်ပါတယ်စလိုင်းကပရိသတ်တွေအတွက်မျက်နှာမငယ်ရတဲ့သူသာဖြစ်ချင်ကြောင်းဆိုလာခဲ့ပါတယ် နောက်ပွဲတွေမှာတော့ပရိသတ်ကြီးကသူ့အတွက်အောင်ပွဲခံရတဲ့အထိရေကုန်ရေခန်းစူးစမ်းသွားမှာပါပရိသတ်ကြီးရော slime ပေါ်အားရချိန်နှံ့မှုရှိလား comment လေးထဲမှာပြပြပေးပါအောင်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်